ဒီဗီဒီယိုရဲ just blender လေးနာမည်ကြီးနေလို့အဲ့ဒါဂျင်းလာတကယ်လားဆန်ကြည့်ပါမယ်နော်။မာရီပစ္စည်းလေးရောက်လာပြီဆိုတော့ server ကြည့်လိုက်ရအောင်နော်။ပစ္စည်းလေးကတော့တည်တည်တတ်တဲ့ရောက်ရှိလာပါတယ်ရှင့်။ဒါလေးကိုသစင်ဝယ်တာတော့ဘတ်800ကျော်ပေးရပါတယ်ရှင့်။အထဲမှာပစ္စည်းဘလို့လေးဖြစ်နေမလဲပေါ့နော်။ဒါလေးကတော့သူ့ရဲ့ဒီလုတ်ပုံလုတ်နီးစာအုပ်လေးပေါ့နော်။ Okay အထဲကဆက်ပစ္စည်းလေးစုံမစုံကိုတစ်ချက်လောက်စစ်ကြည့်လိုက်ရအောင်နော်။ဒါကတော့ကာဝူတစ်စိကဖြစ်တာမို့လို့အကြောင်းမျိုးမျိုးကြောင့်ဆက်ချွင်ရင်တာဖြစ်ဖြစ်ပစ္စည်းမစုံတာဖြစ်ဖြစ်ဆိုရင်တော့ပြန်လဲလို့ရပါတယ်ရှင့်။သူကအမခန့်ချက်ရှိတာမို့လို့ပေါ့နော်။ Twin ကပစ္စည်းတစ်ခုချင်းစီတိုင်းကိုလည်းပလတ်စတစ်လေးနဲ့တေချာထုတ်ပူထားလို့မစိုးပါဘူးပေါ့နော်။ဒါဆိုရင်ပစ္စည်း၅မျိုးစုံပြီး ဆိုတော့ဒီတခုချင်းစီကိုဖောက်ပြပါမယ်ပေါ့နော်ဒါလေးကတော့အဝိုင်းလေးနဲ့ကကြတော့အဖက်လေးတွေထည့်ဖို့အချွန်လေးနဲ့ကကြတော့အရည်လေးထည့်ဖို့ပေါ့နော်ဒါကတော့ brush tension လေးပါလေလုပ်ဖို့ပေါ့နော်ခေါင်းနှစ်ဖက်ပါပါလေရှင်ဒါကတော့ပလပောက်ကျိုးနှစ်ပောက်ထိုးလေးပါပေါ့နော်ပြီးရနဲ့ power cloud လေးပါပါလေရှင်သူ့မှာကြတော့အရှင်နဲ့အသေးနဲ့နှမျိုးပေါ့နော်နှစ်ဖက်နှိပ်လို့ရပါလေရှင်ပြီးတော့ဒီအပေါ်ကကြတော့အသီးလေးတွေထည့်လိုက်တဲ့ခါကျရင်ကြာရက်ခတ်သွားပြီဆိုရင်ဒီအပေါ်နေထိုးလို့ရမယ့်အတန်လေးပေါ့နော်ဒီပုံစံအတိုင်းလေးပေါ့နော်ဆိုတော့မဆိုဘူးပြီးရနဲ့သူ့မှာအရည်ကြဖို့အတွက်ခလုတ်အဖွင့်ပိတ်လေးပါတယ်ပြီးရနဲ့အဖက်ထွက်ဖို့နေရာလေးပါတယ်ပြီးရနဲ့ဒီနေ ရလေးရလေအရှင်ပဲပေါ့နော်ကိုတန့်ရှင်းနေပါလေလှုပ်ဖို့အတွက်အရန်လွယ်ကူပါတယ်ရှင်ဒီလိုမျိုးလေးကလက်လဲလိုက်ရုံပဲပေါ့နော်အကလုံးနှစ်ဖက်လုံးကအရှင်ယူထားထားပါတယ်ရှင်အခုလိုမျိုးလဲလွယ်လွယ်ကူထုတ်လို့ရတာပေါ့နော်အဲဒါကြောင့်မို့လို့အသီးလေးတွေဖြော်ပြီးသွားတိုင်းအဖက်လေးတွေတင့်နေတယ်ဆိုရင်တော့ပေါ့နော်ဆေးကြောဖို့အရန်လွယ်ပါတယ်ရှင်အပြင်ကောင်းရောအတွင်ကောင်းတွေရောထုတ်ဖို့ပေါ့နော်တတိချာလေးလှုပ်ထားပြီးဆိုတော့စပြီးတော့အသီးလေးတွေဖြော်လိုက်ရအောင်နော်ဒါလေးကတော့ပြင်ထားတဲ့အသီးလေးပါရှင်အစုံပဲပေါ့နော်တမျိုးချင်းစီဖြော်မလို့ပါရှင်အရင်ဆုံးအရင်နဲ့အဖက်နဲ့ထွက်မဲ့ခွက်နှလုံးကိုတေချာသူ့ရဲ့ခေါင်းတက်တက်မှထားပေးဖို့လိုပါတယ်ပေါ့နော်ပြီးတာနဲ့ပလက်ပေါက်ထိုးရုံပဲ ပါဝါခလုတ်ကြတော့တစဉ်တော့အရှင်မတုံးဘောနော်အသေးကိုပဲတုံးပေးပါမယ်ရှင်အဲ့ဒါဆိုရင်တော့ကိုသုံးချင်တဲ့ထည့်ချင်တဲ့အသီးကိုကြိုက်သလိုထည့်လို့ရတယ်အတန်းကလည်းမညံပါဘူးเนาะနားထောင်ကြည့်ပါရှင့်ပုံမှန်ဘလန်ဒါဂျူးစ်ထက်ကိုညှိပါလေရှင့် ဒီနေရာမှာလိမ်ပေါ်ရေ juice အရသာစစ်စစ်ကိုမတောက်ချင်တဲ့သူတွေဆိုရင်တော့အခွန်ခွာပြီးတော့ထည့်ပါပေါ့နော်။တစဉ်ကတော့သူ့ရဲ့အခွန်ခါတက်တက်လေးရဲ့အနက်မမွေလေးရဲ့ကိုကြိုက်လို့ပေါ့နော်အခွန်မခွာထည့်တော့ပါဘူး။ရှင့်ကိုကြိုက်နေတက်ရအသီးကိုကြိုက်တလို့မျိုးပေါ့နော်အတုံးပမာဏအသေးလေးတွေတုံပြီးတော့ထည့်ရုံပါပဲရှင့်။အတုံးပြုတ်ပြီးသွားတဲ့ခါကျရင်လည်းခလုတ်ပိတ်ပြီးမှပဲတန့်ရှင်လုတ်ပေးပါနော်။ခုလိုမျိုးဒီနေရာတင့်နေတဲ့နေရာကိုပေါ့နော်ပေးလာထားတဲ့ဒီ brush ဖင်လေးအတန်လေးနဲ့ပေါ့နော်။ခုလိုမျိုးကလော်ထုတ်လိုက်ရုံပဲပေါ့နော်။အဲ့ဒီခါကျရင်တော့အရေနဲ့အဖက်တီးတန့်ဆိုပြီးတော့ juice လေးရပါပြီရှင့်။တင်ထားတဲ့ရေခဲခွက်တွေကိုကြိုက်ထားတဲ့အသီးရေလေးထည့်လိုက်ပြီးဆိုရင် တော့အရန်ကိုအေးတဲ့ juice ကြီးလေးရပါပြီရှင်။သစင်ကတော့ပန်းသီးနဲ့ဆန်ကင်းနဲ့ရောထားရဆိုတော့ဒီချွတ်ချွတ်ချင်းချင်းအရသာလေးပေါ့နော်။အနံ့လေးရခက်မွမွေလေးနဲ့အရန်ကိုတောက်ကောင်းပါလေရှင်။ဒီ juice blender လေးကိုနောက်ထပ်တစ်ဖက်တစ်နေရာနေထပ်ပြီးတော့ကြိတ်ပြပါမယ်ရှင်။ဒီတစ်ခေါက်မှာတော့မော်လာဥနီရဲ့ပန်းသီးစိမ်းရဲ့ blue blend လေးကိုရောကြိတ်ပါမယ်ပေါ့နော်။သူ့ရဲ့အရလာတဲ့အရေးလေးကတော့ကျမရဲ့အရန်ကောင်းပါလေရှင်။အရသာကတော့ဒီအချင်လေးဘက်နဲ့အချိုဘက်ပေါ့နော်။ချိုချင်လေးဘက်သွားပါမယ်ရှင်။မိမိကြိုက်နေတဲ့အတီးအရွက်တွေကိုအဆင်ပြေတယ်လို့ကြိတ်လို့ရပါလေရှင်။တစ်ခုရှိတာကတော့အခွန်မာသီးတွေကိုထည့်မကြိတ်မိ စီဘောပေါ့နော်အဲ့ဒီခါကျရင်ဆက်ကအရင်အလုံးလုံးတဲ့ခါကျရင်ပြက်တာမျိုးဖြစ်သွားတဲ့ခါကျရင်တော့အဆင်မပြေဘူးလေနော်လို့နွေရာတီထဲမှာကြိတ်ထားတဲ့အသီးကိုရေခဲထဲထည့်ပြီးတော့တောက်လိုက်ရရင်ဖြစ်ရင်ကိုအေးပြီးတော့အမောပြေသွားတာပဲရှင့်ဒီ juice blender လေးကိုအသုံးပြုပြီးသွားတဲ့အခါမှာဆိုရင်လည်းတစ်ခုချင်းစီကိုဖြုတ်ပြီးတော့ပြန်ဆေးကြောပေးရပါမယ်ပေါ့နော်တေချာဆေးဖို့လိုပါလေရှင့်အထဲမှာအသီးအဖက်လေးတဲ့အများကြီးခံတော့ပေါ့နော်သူပေးထားတဲ့ဒီ brush လေးနဲ့ပေါ့နော်တေချာအတွင်းထိပုတ်တိုက်ပြီးတော့ဒါလေးကတော့ silicone လေးပဲဆိုတော့လေတေချာဖြုတ်ပြီးတော့အတွင်းထိဆေးကြောလို့ရပါလေရှင့်အားလုံးဆေးပြီးသွားပြီဆိုရင်တော့ရေစင် အောင်6အောင်တုတ်ပြီးွားတာနဲ့မူလပကတိအတိုင်း14ကိုပြန်တက်ရုံပါပဲရှင့်။ Okay ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပဲပေါ့နော်။ဒီဆက်လေးကတော့လုံးဝမဆိုးပါဘူးပေါ့နော်။ဂျင်းလုံးဝမဟုတ်ပါဘူးရှင့်။အရန်ကောင်းပါတယ်နော်။အားလုံးပဲတတား။